လက်ရှိနေထားမှာထိုင်းနိုင်ငံကလည်းသူ့နိုင်ငံကိုမိခိုပြီးတော့သူ့ရဲ့အင်ဒီဂျင်းနိုင်ငံမဟုတ်ဘူးအဓိကမြန်မာနိုင်ငံကိုကြောက်ဖက်လို့ရတဲ့လုပ်နေတဲ့လူတွေကိုပိုင်းစိတ်တက်ချောက်ပြီးဖမ်းဆီးနေတာအားလုံးသိတဲ့အတိုင်းပဲနော်လက်စုများလုံးမမြင်ပါဘူးကျွန်တော်တို့ခုတစ်ခေါက်မှာတော့ကော်မေးရဲ့သတင်းတောင်းချက်လေးချုပ်နားထောင်ကြည့်အောင်ပါထိုင်းနိုင်ငံမှာ AAC ဆိုတာအလုံသမားကြီးပန်းပြပြီးတော့ကိုကျိုးစီဝါနဲ့ဂျပန်အုပ်စုတွေကိုထောက်ပံ့နေတဲ့အဖွဲ့အစည်းလို့ပြောကြအောင်နော်အဖွဲ့အစည်းပေါ့ ဒီဖွဲ့စည်းရဲ့ယုံမှန်းကစတင်ဆောက်လုပ်ကလေးကတော့သူကတော့တရားမဝင်ဘူးလို့ကျွန်တော်တို့ဖတ်ဖူးတယ်။သိတယ်ပေါ့နော်သိတယ်။ဆိုတော့အခုလက်ရှိအနေအထားမှာအဲ့ဒီယုံမှန်းကိုထိုင်းအာဏာပိုင်တွေကပိတ်လိုက်တာမျိုးဖြတ်အဲ့ယုံအဲ့ယုံကြီးကိုဖြတ်တော့မယ်ဆိုတဲ့အကြရပေါ့နော်။ဆက်ဆိုရင်တရင်တို့ကြားတယ်။တရင်တို့ကျွန်တော်တရင်ကိုရင်ဖတ်ကြမယ်။လူသမားရေးဗန်းကြပြီး KNU KNL နဲ့ NUG PDF ကိုလက်နက်ထောက်ဖို့လုပ်နေတဲ့ထိုင်းနိုင်ငံစမုတ်စက်ကွန်ခရိုင်မာချိုင်နယ်မြေအတွင်းထားဆိုင်မှု၆ အိမ်မက်တွေနဲ့ဖွင့်လှစ်ထားတဲ့ AC ရုံငန်းအသွင်ပြောင်း AC ဂေဟာကိုတိုင်းစိုးရတာဝန်ရှိသူတွေကယနေ့ဖြိုပြလိုက်ပြီဖြစ်ကြောင်းသိရတဲ့အခွေတရင်တော့မှာရေးထားတယ်။ဒီကနေ့မေဒီနေမှာဆယ်နှစ်ကျော်အလုပ်သမားအကြီးအတွက် AC ဂေဟာအတွင်းအခက်အခဲရှိလုပ်သားများအခမဲ့ကိုလုံးအခမဲ့ကျွေးမနေတဲ့စာအုပ်ကိုတိုင်းစိုးရကဥပဒေနဲ့မညီဘူးအကြောင်းပြပြီးမြေပိုင်ရှင်ကိုဖိအားပေးအတင်းလာပြုံနေကြတာကိုကြည့်ပြီးဘာပြောမှန်းတော့မသိတော့ဘူးညာတဲ့။ ိတ်ကြက်တမျိုးကြီးခံစားနေရဆိုပြီးတော့ AC မာမိတ်ဘွဲ့ဒရိုက်တာဥခိုင်ကြီးကသူရဲ့လူမှုကွန်ရက်မှာဒီကနေ့နေလာတရက်နေ့ကဖော်ပြထားတယ်ခွန်းကျူချက်နဲ့စောက်ထားသောအဆိုပါမြေပေါ် PDF များအပါဝင်လူရာချီစုဝေးရာနေရ AC ဘီယာကိုလုံးဝအပြီးပိတ်သိမ်းရပြီးခဲ့တဲ့ February 1ဖေဖော်ဝါရီ၁၈ရက်တွင်တက်ဆိုင်ရာကဝင်ရောက်စစ်ဆေးချိန်ပေးခဲ့ခြင်းဖြစ်တဲ့ရင်းကြောင်းမှု ACG ရဆက်လက်ရည်တည်နိုင်ရေးအတွက်တက်ဆိုင်ရာဌာနများကိုဥပဒေကြောင်းရ အယူခံတင်ခဲ့တယ်လေအေဒီလာ၂၂ရက်မှာတဲ့သက်ဆိုင်ရာကအပိသက်အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။အေစီရုံးသားမှုထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းပလုတ်သမားများအရေးရခိုင်ကကူညီပေးနေဒီမှာပန်တော်လေးရခုတွေကိုထုံးရအောင်ဗန်းပြပြီး KNU KNL နဲ့ NUG PDF ကိုလက်နက်ကင်ထောက်ပို့လုပ်နေတယ်ရဲမင်းကဥဆောင်နေခြင်းဖြစ်ကြောင်းသိရတယ်ဆိုဒီထဲမှာတို့ရေးတာအဲ့တော့ဒါလည်းဒါဒီဟာလည်းအားလုံးသိတဲ့အတိုင်းပါပဲဒီဂျေမင်းကိုနိုင်ကိုဟာလက်နက်ကင်ထားတဲ့ အစံပတ်ဖွဲ့ဖွဲ့စည်းဝင်တယောက်ဖြစ်နေနော်ဖွဲ့ဖွဲ့စည်းဝင်တယောက်ဖြစ်နေဒါတော့လက်ရှိနေသားမှာထိုင်းနိုင်ငံကလည်းသူ့နိုင်ငံကိုမိခိုပြီးတော့သူ့ရဲ့အင်ဒီဂျင်းနိုင်ငံပေါ့နော်အဓိကကမြန်မာနိုင်ငံကိုကြောက်ဖက်လို့ရတဲ့လုပ်နေတဲ့လူတွေကိုဖွဲ့စည်းတဲ့ချက်ကိုဖန်ဆင်းနေတာအားလုံးသိတဲ့အတိုင်းပဲနော်ဆိုတော့ဒီ AC ကလည်းပြောရရင်တော့မြေပေါ်ပေါ့ဗျာမြေပေါ်လှူရှားမှုတွေပေါ့နော်ဟိုအဓိကဘယ်လိုခေါ်မလဲဥဆောင်လုပ်နေတဲ့အစုဝေးတစ်ခုဖြစ်တယ်ဒါကြောင့်လည်းထိုင်းဆိုရအနေနဲ့ ြောရရင်ဟိုဖြတ်သိမ်းတဲ့အခြေကိုနော်ပရမကပိတ်သိမ်းတာအခုကတော့အဆောက်အဦကြီးပဲဖြတ်တဲ့အခြေကိုလုံးလိုက်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်နော်ဒီလိုသုံးသပ်ပါဒါဒီဒဲလဘောနောက်တစ်ခုကကမ္ဘာသတင်းတွေမှာထူးခြားနေရာတွေရှိအဲ့ထူးခြားနေရာတွေကျွန်တော်ကသုံးသပ်ပြမယ်ဒါပေမဲ့ဒီနေ့ကတော့နည်းနည်းပဲသုံးသပ်ပြမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တည့်တဲ့အတိုင်းကျွန်တော်အပြန်အလှန်တွေဝင်လာပြီရှိတယ်နော်ခုနပြောခဲ့သလိုတော့လက်ရှိနေထားမှာအမေရိကန်နဲ့တရုတ်နဲ့ဂျာမန်ကုန်သွယ်ရေးစစ်ပွဲဖြစ်တယ်။ကုန်သွယ်ရေးစစ်ပွဲဖြစ်ပေမဲ့ကုန်သွယ်ရေးစစ်ပွဲအတွင်းမှာအမေရိကန်အမိကုတ်သွားတယ်။တရုတ်ကအပါဟရသွားတယ်။ဘာကြောင့်လဲဆိုတော့ တီယိုဟာရေလိုနိုင်ငံပို့တော့တီယိုဟာအမေရိကန်ရှီကအမေရိကန်ဝီးပဲပစ္စည်းတွေသွင်းနေအောင်အမေရိကန်ရှီကနေပစ္စည်းတွေတောက်ဝယ်နေဥပမာပြောဆိုအပြီးတော့ဟာမျိုးပေါ့နော်ဒီပဲနိုလုပ်တဲ့ဘေးတွေတော်တော်များများကအမေရိကန်ကနေပြီးတော့တီယိုကိုသွင်းရအမေရိကန်ကတီယိုနိုင်ငံကိုကုန်ကင်ရေးစစ်ပွဲအနေနဲ့တာရစ်ခေါ်မှာပေါ့နော်ကုန်ကင်ဘုံတွေတိုးကောက်လိုက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာအမေရိကန်နိုင်ငံကနေပြီးတော့တီယိုနိုင်ငံကိုလာနေတဲ့ဆိုအပြီးနေတင်လာတဲ့ဒီပဲနိုထုတ်တဲ့ဘေးတွေတင်လာတဲ့တမောဆယ်သီးလောက်ရှိမှတ အဲ့စစ်သီလကိုပြုတ်ကလုံးဝပြုတ်နိုင်ငံနဲ့ကိုမခံတော့ဘူးပြုတ်ကလည်းပြန်ပြီးပိတ်ဆို့ပလိုက်အဲ့တော့ဒီုံနဲ့အမေရိကန်ဂျာမန်ကုံသွေးကြီးကပြောရရင်ဒေါ်နယ်ထရန့်ကတော့ဒီုံနိုင်ငံကိုပြောရရင်သူ့နိုင်ငံသူတိုးတက်ခြင်းနဲ့စိတ်ကြလားတရုတ်နိုင်ငံကြဆုံးနေခြင်းနဲ့ဆိုင်နေလာတော့မသိဘူး။သူကတစ်ဖက်သက်တွေလုံးပြတာ။အဲဒါလက်ရှိနေသားမှာတရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးကအလောက်ကြီးတော့ကွာခြားမှုမရှိဘူး။တရုတ်ကလည်းအမေရိကန်ပစ္စည်းတွေပြောင်းဝယ်နေတယ်အများကြီးရှိတယ်။ဒါပေမဲ့တရုတ်ကဝယ်တာတွေကတကယ့်ကို luxury ပစ္စည်းတွေ တကယ်ကိုဇင်ကံပစ္စည်းတွေစသည်အားဖြင့်မလို့ဥရောပဆိုလို့ရှိရင်လည်းတကယ်ကောင်းလားရှမ်ပိန်တွေဝယ်တယ်အမေရိကန်ဆိုလို့ရှိရင်လည်းတကယ်အမေရိကန်ရဲ့လေယာဉ်ထုတ်ပုံပစ္စည်းတော်တော်များများပုံများတော်များများပြောတော့ဝယ်တော်လို့အဲ့ဒါမျိုးအများကြီးရှိဆိုတော့ဒါအဲ့တော့လက်ရှိအနေအထားမှာတရုတ်နဲ့အမေရိကန်ကြားမှာဖြစ်နေတဲ့ကုန်သွယ်ရေးစစ်ပွဲကတရုတ်ကအပန်းဟညာတရုတ်ကအပန်းဟညာအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်ကိစ္စအိန္ဒိယနဲ့ပါကစ္စတန်ကိစ္စဟာအခြေအနေတရုတ်ကတော့နော် leverage ပေါ်မှာပေါ့တွန်းအားတစ်ခုအတွက်ဖောက်ခွဲ့ ဒီအချက်ရှိရှိပေါက်ခွဲလိုက်တယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ဒီအကြမ်းဖက်မှုဟလားအကြမ်းဖက်မှုလို့အကြမ်းဖက်အဖွဲ့အစည်းလို့ဆိုတာနိုင်ငံကြီးတွေရဲ့နိုင်ငံရေးကစားမှုအတွက်တိတပ်ထားထားတဲ့နေရုံပေါ့နော်။အဲ့တော့လက်ရှိနေတာမှာပါကစ္စတန်ဟာပုံသဏ္ဍာန်မျိုးမျိုးနဲ့နိုင်ငံရေးစီးပွားရေးခြံနဲ့ဟလားလူမှုရေးပေါ့နော်။ဒါတွေမှာပါကစ္စတန်ဟာ face state ဖြစ်လာ။တော်တော်များများပါကစ္စတန်နောက်ဆုံးပြောရရင် budget တော့မရှိတော့လို့ကမ္ဘာ့ဘဏ်ကချီးရတာတွေပဲ။ဒါမျိုးတွေအများကြီးဖြစ်လာ။အဲ့လိုဖြစ်လာတဲ့အခါကျတော့ပါကစ္စတန်ကနောက်တော့နိုင်ငံရေးမှာဆိုလို့ရှိရင်လည်းဟလား ကျွန်တော်တို့အမေရိကန်လားဒီဒီခရစ်ကတ်ကစားသမားပေါ့နော်တကယ်ကဘာကြီးခရစ်ကတ်ခရစ်ကတ်ကစားသမားနိုင်ငံရေးသမားသူ့ကိုဖမ်းတာစတရားပြမို့နိုင်ငံရေးချီးပွားရေးလူမှုရေးအခြေအနေတွေအများကြီးဖြစ်နေအဲ့တော့ပါကစ္စတန်နဲ့အိန္ဒိယရဲ့တန်းရှင်းကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ပါကစ္စတန်အိန္ဒိယနယ်စပ်မှာတော့ကြည့်လို့ရသူတို့နိုင်ငံအလန်တင်အခမ်းအနားမှာဆိုရင်တယောက်နဲ့တယောက်ကထထိုးမတက်ပါဘူးနော်ထထိုးမတက်နော်တို့ကအခြေခံမှာဆိုလို့ရှိရင်လေတယောက်ကတနိုင်ငံကနွားစားတယ်နောက်တနိုင်ငံကနွားကိုဘယ်လိုခေါ်မလဲကျွန်တော်တို့ တယုံတသေးနော်ဟိုဘလို့ခြေသူရှင်ကလို့ခြေသူရှင်လို့ထားတယ်ပေါ့နော်အဲ့ဒီနှစ်ခုကတော်တော်များများကွာခြားချက်တွေရှိအဲ့တော့ပြောလို့ရှိရင်ကမာကြီးကိုပုံစံတနည်းနည်းနဲ့ကျွန်တော်ကျွန်တော်တို့အရင်ကသုံးသပ်ပြခဲ့ပါတယ်အဓိကအဖြစ်စစ်ပွဲတစ်ခုစစ်ပွဲတွေဟာအလားတက်ပေါ်ပေါက်လာတာမဟုတ်နိုင်ငံတစ်ခုနဲ့တစ်ခုကြားမှာမတူညီတဲ့နိုင်ငံရေးစနစ်မတူညီတာစီးပွားရေးချိန်ဝင်ရှာဒါတွေကြောင့်ပေါ်ပေါက်လာတာမဟုတ်ကမာကြီးကိုပုံစံတစ်မျိုးနဲ့လှည့်တော့မယ်ဆိုတာစစ်ပွဲတွေကိုနိုင်ငံကြီးတွေစစ်ပွဲတွေကိုဖန်တီးလေးရှိအဲ့လိုအဲ့လိုဖန်တီးဖို့အတွက်လည်းကမာကြီးမှာ တကယ်ကိုဘဘလို့ခေါ်မလဲကျွန်တော်တို့မြန်မာနိုင်ငံကနိုင်ငံရေးတုတ်တေတည်ပါဆိုတဲ့လူတွေတော့မလိုက်နိုင်တော့ပဲဖွဲ့စည်းရှိဒါတွေဆိုတော့နောက်ပိုင်းကကဘာကြီးကိုပုံဖော်နေတာပေါ့နော်အဲ့တော့ဒီလက်ရှိနေသားမှာအိန္ဒိယကရှေ့ကိုပုံမှန်တလန်းချင်းတိုးလာနိုင်ငံဆက်ဆံရေးမှာပဲဖြစ်ဖြစ်ကွန်ဒရီမှာပဲဖြစ်ဖြစ်တော်တော့ပြည်တွင်ထုတ်ပုံမှာပဲဖြစ်ဖြစ်ပုံတံမျိုးမျိုးနဲ့အိန္ဒိယကရှေ့ကိုတလန်းချင်းတိုးလာတယ်ဒါပေမဲ့အဲ့လိုပဲပါကစ္စတန်ကတော့တဖြည်းဖြည်းနဲ့နောက်ဝဆုံးလာဖြစ် အဲ့အိန္ဒိယကနိုင်ငံတကာမှာဝင်ဆက်လာတယ်။တော့နိုင်ငံတော်မှာဝင်ဆက်လာတယ်လို့အိန္ဒိယရဲ့နိုင်ငံရေးစီးပွားရေးဟာတော်တော်တည်ငြိမ်နေတယ်။တည်ငြိမ်နေတယ်။အဲ့တော့လက်ရှိနေသားမှာကအိန္ဒိယဟာထားပါတော့ဟာကျွန်တော်တို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်းအင်လိုင်းဖြစ်တယ်။ဟို BRICS ကိုအဖွဲ့အစည်းပဲဖြစ်ဖြစ်နောက်တစ်ခုပြဿနာမှာလည်းဆိုတော့အနောက်အုပ်စုတွေကအိန္ဒိယကိုလိုပဲဆွဲနေကြတယ်။အမေရိကန်ကလည်းအိန္ဒိယကိုလိုပဲပါသေးခြင်းနဲ့ EU အုပ်စုတွေကလည်းအိန္ဒိယကိုလိုပဲပါသေးခြင်း။စသည်အားဖြင့်ကပုံသဏ္ဍာန်မျိုးမျိုးနဲ့အိန္ဒိယကိုသူတို့အုပ်စုတွေဘက်ကို ဆွဲနေတာရှိရှိတော့အဲ့တော့ဘာဖြစ်လဲဆိုတော့အိန္ဒိယနဲ့ပါကစ္စတန်ကဟိုပြောရရင်တနိုင်ငံလုံးကအလုံးလူဟာနျူကလီးယားနဲ့ပိုက်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်တယ်။အပေါင်းအသင်းလူမျိုးကအဲ့တော့ဒီနိုင်ငံနှစ်ခုကြားမှာဒီကက်ရှမီးယားမှာဖြစ်သွားတဲ့ဂျမ်ဖတ်ဖြစ်ရဟာအာတခုခုဖန်တီးရဲကမ္ဘာကြီးကိုလာဗရိတ်တခုခုတွန်းအားအတွက်ဖန်တီးရဲလို့ကျွန်တော်တို့ကသုံးသပ်တာပေါ့နော်။နောက်တစ်ခုကဒီနိုင်ငံနှစ်ခုလုံးမှာပဲသက်ဆိုင်ရာမာမိတ်တွေရှိတယ်။နောက်သက်ဆိုင်ရာမာမိတ်တွေရှိတယ်။ အဲ့တော့ထူးခြားတာကဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကပြီးခဲ့တဲ့ရက်ပိုင်းကဒီဟိုနင်းကိုအဲကျွန်တော်တို့ဒီဘာခေါ်မလဲဒီဘင်္ဂလားဒေ့ရှ်ကိုရုရှားစစ်တပ်မှနှစ်စီးလာပါတယ်။မပြီးခဲ့တဲ့ရက်ပိုင်းဆိုပြီးခဲ့တဲ့လာပိုင်းလို့ပြောရအောင်ရုရှားစစ်တပ်မှနှစ်စီးလာပါတယ်။ဆိုတော့အဲ့လိုမျိုးပုံသဏ္ဍာန်မျိုးမျိုးနဲ့ပေါ့ဗျာ။ဒါတွေကဒီအိန္ဒိယနဲ့ပါကစ္စတန်ပြဿနာဟာဟိုကိစ္စတစ်ခုအတွက်တိုက်တိုက်တွန်းတွန်းပေါ်ပေါက်လာတယ်လို့ကျွန်တော်ဒီလိုသုံးသပ်နေတယ်နော်။ဒီလိုသုံးသပ်။အဲ့တော့ဒါတွေကဘာတွေဆက်ဖြစ်မလဲဆိုတာကျွန်တော်တို့ကြည့်ရမယ်။ဒီဟာဒီဟာရဲ့နောက်ဆက်တွဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံကိုပါရိုက်ခတ်လာနိုင်တဲ့ကမ္ဘာနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေဒေတာရင်းနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေအနိုင်ဖြစ်လာနိုင်တယ်။နော်အနိုင်ဖြစ်လာတယ်။အဲ့ဒါကိုကျွန်တော်နောက်နေ့ကျရင်ကျွန်တော်တေးချသုံးသပ်ပြအောင်မယ်။ဒီကနေ့ကတော့ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ studio test လုပ်တာဒီ mic တွေပါအားလုံး test လုပ်တာဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲခြေထပ်ပါလို့ပြောရင်ကျွန်တော်တို့မြန်မာဟတ်တော်ရဲ့တရက်၅လ2025ခုနှစ်နေ့စဉ်သတင်းသုံးသပ်ချက်ကိုကျွန်တော်ဒီမှာသုံးသပ်ပါတယ်။ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့ comment ကိုလည်းကျေးဇူးတင်ပါတယ်။ AAC ရဲမင်းတို့ဖွဲ့ရတော့ခွက်ပြောက်သွားပြီပေါ့ဗျာနော်နောက်ပြီးတော့ကြံသေးတယ်ဗျာထိုင်းမှာခွေးစီတို့နော်ပြီးတော့ရင်ခွေးမြကျော်တို့ဖွဲ့ခွက်ပြောက်ဝကြံသေးတယ်မကြပါဘူးဒီကောင်တွေလည်းခုလိုဘဝမျိုးရောက်မှာ